ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု FIFA Club World Cup ပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲတွေအားလုံး complete ဖြစ်ပြီနောက်ဆုံးရက်မှာ Manchester City က Juventus ကို5-2နဲ့နိုင်သွားတယ်အင်္ဂါဟိုဘက်မှာနိုင်ပွဲရပေမဲ့သူတို့လုံးဝကိုမမီးလို့သူတို့ထွက်သွားတယ်စီတီကပထမဂျူဗန်တက်စ်ကဒုတိယဂျူဗီလိုဂိုးပြတ်သွင်းထားပြီး6မှတ်ရထားတဲ့အသင်းကိုစီတီက ခိုးပြက်ခြေပြက်နိုင်ပွဲယူပြီးတော့ဒီ Club World Cup မှာအုပ်စုမှာပွဲတိုင်းနိုင်သုံးပွဲလုံးနိုင်တဲ့အသင်းပြစ် City မှတ်တမ်းဝင်နေနောက်ဆက်တွဲအနေနဲ့ Real Madrid အသင်းကဒါသူတို့ Suspect ကိုခိုးပြက်နိုင်ပြီးတော့သူလည်းနောက်ဆင့်တက်တယ် Valverde ကဒီပြိုင်ပွဲမှာခြေစွမ်းပြနေစေဖြစ်လို့အဖက်မှာလည်း Vinicius Junior တို့ Jude Bellingham တို့ရဲ့စွမ်းဆောင်ရည်ပေါ့လေဆိုတော့အခုလက်ရှိအနေထားအရ Real Madrid အသင်းကစွမ်းဆောင်ရည်ကောင်းကိုတောက်လျှောက်ပြသနေပြီးတော့အခုလက်ရှိမှာဘယ်လိုပြောမလဲဆိုတော့ ီ Real Madrid က Vinicius Junior တကူ Valverde တကူ Jude Bellingham တကူဖန်တီးတယ် Vinicius ကလည်းတကူဖန်တီးပြီးတော့မှဒါ Gonzalo Garcia ကတကူသွင်းပြီးတော့ Real Madrid ကခိုးပြက်နိုင်တယ်ဟိုဘက်က Saudi Club Al-Hilal လည်းနိုင်ပွဲရသွားတယ်သူတို့ Ashadawi နဲ့ Marcos Leonardo တယောက်တကူစီသွင်းလို့ Saudi Club နဲ့နောက်ဆင့်တက်သွားတယ် Saudi Club ကဒီအုပ်စုမှာငါမှတ် Real Madrid က9မှတ်နဲ့သူတို့လည်းနောက်ဆင့်တက်သွားတဲ့အချိန်မှာအခု Gag Rocket ရဲ့ Club Rocket ရဲ့ line ရဲ့က complete ဖြစ်သွားပြီ ဆိုတော့ပွဲစဉ်တွေကိုကျွန်တော်တို့ဂျွန်28ရက်နေ့ကျွန်တော်မက်ဖြတ်မှာစပြီးကျင်းပမှာဖြစ်ပြီးတော့ဘိုတာဖူကိုနဲ့ဖမီရက်စကပွဲနဲ့စတင်မှာဖြစ်တယ်28ရက်နေ့မှာပဲကျွန်တော်နှစ်ပွဲကံပဲဘန်ဖီကာနဲ့ချယ်ဆီပွဲပွဲကံပဲဆိုတော့ကျွန်တော်တို့အခုလိုင်းကဆက်ဆက်ချင်းမှာဘရာဇီးကလပ်၄သင်းလုံးတက်တယ်တောင်အမေရိကစုစုပေါင်း6သင်းပါလာဘရာဇီးကလပ်၄သင်းလုံးတက်တယ်အာဂျင်တီးနားကဘူကာဂျူနီယာနဲ့ရီပပ်ဘလစ်၂သင်းလုံးပြုတ်သွားတယ်ဘရာဇီးကဖလမင်ဂိုရဲ့ ဖာမီရက်စ်ကဘူတာဖူကိုနဲ့တစ်ဖက်ကဖလူမီနစ်၄သိန်းတက်သွားပြီးတော့စပိန်ကတော့ရယ်မက်ဒရစ်တက်ပြီးဒီကိုပြုတ်သွားတယ်ဒါစီးရီးကအ Juventus ကနောက်ဆင့်ကို Inter Milan နဲ့အတူတက်ရောက်ခဲ့ပြီးတော့ Chelsea ရော Manchester City ရောနှစ်သင်းလုံးတက်တယ်ဆိုတော့အခုလောလောဆယ်မှာ Borussia Dortmund နဲ့ Bayern ရောအသင်းကြီးတွေက upset အနေနဲ့ Atletico Madrid တစ်သင်းလောက်ပဲထွက်သွားပြီးတော့တောင်အမေရိကက Boca Juniors နဲ့အဖက်က Republic နှစ်သင်းကတော့ short result မြောက်အမေရိကတိုက်ကဒါဘယ်လိုပြောမလဲ Monterrey နဲ့ Inter Miami တက်တယ်ဆိုတော့သူတို့ကတော့ weakest အဖြစ်ဆုံးအသင်းတွေဖြစ်ပေမဲ့သူတို့ strong performance နဲ့တက်လာတယ်ဆိုတော့အခု လက်ရှိမှာ Palmeiras နဲ့ Botafogo ရဲ့ပထမရှုံးထွက်ပွဲဖြစ်တဲ့သူတို့နှစ်သင်းကဘရာဇီးတာဗီဖြစ်ပြီးသူတို့နှစ်သင်းအနိုင်ရတဲ့အသင်းက Chelsea နဲ့ Benfica နဲ့တွေ့မယ်သူတို့က28ရက်နေ့အစောဆုံးအဖြစ် Philadelphia မှာကပ်မယ်ဒါ Lincoln Field မှာကပ်မှာဖြစ်ပြီးတော့ Botafogo နဲ့ Palmeiras နဲ့ပွဲရှိတယ်ပြီးတာနဲ့ကျွန်တော်တို့ Bangkok American Stadium ပေါ့လေ Charlotte မှာ Chelsea နဲ့ Benfica အသင်းတွေ့မယ် ဘာဖီကာနဲ့ Chelsea ကဘာဖီကာကသူ့ဆိုပါ performance ကောင်းကောင်း Bayern ကိုပါနိုင်ပြီးတော့အုပ်စုပထမရပြီးတော့ Chelsea ကလည်းတဖြည်းဖြည်းနဲ့ Rotan မိလာတဲ့အသင်းဖြစ်တယ်သူတို့မထင်မှတ်ပဲ Flamingo ကိုရှုံးပေမဲ့သူတို့တင်းရဲ့ performance ကောင်းကိုပြသနိုင်ပြီးတော့ Chelsea ကဘန်ဖီကာနဲ့တွေ့မယ်သူတို့ကပထမရက်မှာတင်း Chelsea ကဘန်ဖီကာနဲ့တွေ့မယ်ဆိုတော့ပထမရက်မှာနှစ်ပွဲပေါ့လေသူတို့ Fabregas နဲ့ Botafogo ကိုဘန်ဖီကာနဲ့ Chelsea ဒုတိယရက်မှာတော့ European Champion Paris Saint-Germain က အင်ရှင်ကလပ်ဖြစ်တဲ့အင်တာမိုင်ယာမီနဲ့တွေ့မယ်ဆိုတော့ဒီပွဲကတော့ PSG ကအင်တာမိုင်ယာမီရဲ့ပေါက်လာတဲ့ခံစစ်ကိုဘယ်နှဂိုးသွင်းမလဲဆိုတဲ့အချက်လေးလုံးအောက်ဆိုရင်အင်တာမိုင်ယာမီတော်တယ်လို့ပဲပြောမယ် လေးလုံးအထက်ဆိုရင်တော့ဒါသူနည်းနည်းတော့ဖြစ်တယ်ဒါပေမဲ့ပြည့်ရှိအလောက်လုတ်ပါမလားသုံးလုံးနှလုံးသုံးလုံးလောက်နဲ့ပဲရက်သွားမလားဒါပေမဲ့ Inter Miami ကတော့ absolutely no chance ပဲဂိုးပြတ်မရှုံးကြီးကိုဦးတည်ရမယ်ပွဲဖြစ်ပြီးတော့ဒါကတော့ Mercedes Benz Stadium က Atlanta United ရဲ့ကွဲမှာခံမယ်ပြီးတာနဲ့ညပိုင်းပွဲကတော့ဒါလက်ရှိမှာ Flamengo နဲ့ Bayern Munich ရဲ့ပွဲ Heavy Clash လို့ပြောရတယ် Brazil မှာလည်း Flamengo ဟာတကယ်ကို powerful club ဖြစ်တယ်သူတို့မှာ quality player တွေတော်တော်လေးများပြီးတော့လုတ်တက် င်တက်တယ်တကယ့်ကစားသမားကောင်းတွေအများကြီးဒန်နီလိုတို့ဂျိုဂျင်းညိုအပါဝင်တကယ့်ဝိုင်းရင်ကစားသမားတွေနဲ့ဖွဲ့ထားတဲ့အသင်းကပိုင်မြူနစ်အသင်းနဲ့ကံရမယ်အဲ့ဒါကတော့ဟာရိုစီဒီယန်မိုင်ယာမီမှာကံမှာဖြစ်ပြီးတော့မှ29ပြီး30ရက်နေ့မှာအင်တာမီလန်အသင်းနဲ့ဖလူမီနီစ်ကပွဲဖြစ်တယ်တီယာဂိုဆီလ်ဗာဦးဆောင်တဲ့ဖလူမီနီစ်အင်တာမီလန်ကအမှန်တမ်းပြောရင်ရီဗာပလိနဲ့ပွဲကအဲ့လောက်မကောင်းဘူးဒီပိုင်ပွဲမှာသူတို့အီပယ်အီပယ်နဲ့သူတို့တက်လာခဲ့ပြီးတော့အခု Inter Milan က Bank of America ပေါ်လေးရှာလို့မှာပဲ Fluminense ကမဲ့ပြီးတော့မှသူတို့က30ရက်နေရအစောပိုင်းပွဲဖြစ်ပြီးတော့မှ Champion ဖြစ်ဖို့ရည်မှန်းစပြီးပွဲတိုင်းနိုင်ထားတဲ့ Pep Guardiola ရဲ့ Manchester City က Saudi Arabia က Al Hilal နဲ့တွေ့မယ်ဆိုတော့ Man City ကတော့ Saudi Club အဲ့ Saudi Club က short တော့လို့မရဘူးတကယ် quality စားမတွေအများကြီးပဲ Milankovic-Savic တို့နောက်တစ်ဖက်က ကွင်းထဲမှာလည်းတကယ့် quality Ruben Neves တို့တိုက်စစ်က Marcus Leonardo, Echeverri အဲဒီချိန်ထဲမှာပဲခံစစ်မှာလည်း Joao Cancelo နောက်တစ်ဘက်က Ronaldo ဒီ Bono နဲ့ quality player တွေအများကြီးပဲဒါပေမဲ့ Man City ရဲ့ level ကတည်တဲ့အတိုင်းပဲဒါက World Stadium ဆိုပြီးတော့ Orlando မှာတွားကံမယ်အဲ့ဒါက30ရက်နေမှာနှစ်ပွဲ Inter Milan နဲ့ Fluminense ကတစ်ပွဲ Manchester City နဲ့ Arsenal ကတစ်ပွဲပြီးတော့မှ July 1ရက်နေ့မှာ ရယ်မက်ဒရစ်နဲ့ဂျူဗန်တက်စ်နဲ့ပွဲဒီပွဲကမိုင်ယာမီမှာပဲဟာရိုစတေဒီယမ်မှာတွေ့မယ်ရယ်မက်ဒရစ်နဲ့ဂျူဗန်တက်စ်ရဲ့ထိပ်တိုက်ပွဲနဲ့ဘူရီရှာတော့မန်နဲ့မွန်တရီကအတ္လန်တာယူနိုက်တက်ရဲ့မာစီဒီဘန်စကွတ်မှာကပ်မယ်ဆိုတော့ဒါကအခုလက်ရှိအတွဲပေါ့လေဆိုတော့ဒီနေရာမှာ ပါမီယက်စ်နဲ့ဘူတဖူကိုအနိုင်ရတဲ့အသင်းကဘန်ဖီကာချယ်ဆီအနိုင်ရတဲ့အသင်းနဲ့ quarter final တွေ့ပြီးတော့ Inter Milan ဖလူမီနစ်အနိုင်ရတဲ့အသင်းနဲ့ Anhela နဲ့ Manchester City ကျွန်တော်ကတော့ဖလူမီနစ်ဆောင်တက်မယ်လို့ထင်တယ်ပြောလို့မရအောင် Inter Milan ရဲ့အတွေ့အကြုံကြောင့် Inter Milan Man City ควอเตอร์ไฟนอลတွဲဘိုဘက်ကเชลซีနဲ့ဘိုတဖူကိုပိုသဘောကျတယ်အဲ့ဒါဆိုရင်မန်စီးတီးเชลซีဟာဆီမီဖိုင်နယ်အတွဲအထိဖြစ်သွားနိုင်ခြင်းရှိပြီးတော့ဒီဘက်ကပါရီစ်စင်ဂျာမင်ကတေချာပေါက်တက်မယ်အဲ့ဒါကိုဖလမင်ဂိုဘိုင်ယန်မြူးနစ်မှာကျွန်တော်တို့ဘိုင်ယန်တေချာကစားရင် AC ပြ ဆိုတော့ PSG နဲ့ Bayern Munich က quarter final ဖြစ်ပြီးတော့ Real Madrid နဲ့ Juventus နဲ့ Borussia Dortmund နဲ့ Monterrey မှာကျွန်တော်တို့ Dortmund နဲ့ Real Madrid တက်မယ် Juventus ကလည်းမကောင်းဘူးဗျအမှန်တိုင်းပြောရင်မစည်းနဲ့ကြည့်တဲ့အခါမှာသူတို့ level กว่าတယ် upset လုပ်နိုင်ခြင်းနည်းတယ်ဗျဆိုတော့ Real Madrid နဲ့ Borussia Dortmund ဆို Real Madrid က PSG နဲ့ Bayern နိုင်တဲ့အသေးနဲ့ probably semi final ဖြစ်နိုင်တယ်ဟိုဘက်က Chelsea နဲ့ Man City semi final ဖြစ်ပြီး maybe PSG Bayern Real တို့ထဲကတင်းတင်းနဲ့ မန်စီးတီးဖြစ်ပုံများတယ်ချက်စီးနဲ့ဆိုတော့ချက်စီးတက်တယ်ဆိုရင်မန်စီးတီးပိုကောင်းမယ်ပြောလို့မရဘူးချက်စီးလည်းတက်သွားနိုင်ပြီးတော့ကလပ်ဝေါ်ကာကတော့တကယ်ကိုအသိကြီးနေတဲ့အဆုံးတတ်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်